လူတွေရဲ့စိတ်ဓာတ်ဟာပူလောင်မှုတွေနဲ့အမြဲတမ်းယက်တည်နေကြကိုယ်ဘွားကိုပြန်လီပြီးတော့အကဲခတ်ကြည့်စိတ်မပူရဘူးဆိုတဲ့ပုံကိုတရားဟာနောင်ရင်းကို တွေးကြည့်ငါတရားအောင်မှတွေးကြည့်ပူသွားလိမ့်မယ်နော်ပစ္စည်းဥစ္စာတွေကုန်ထားခဲ့ရလိမ့်မယ်လို့တွေးကြည့်ပူသွားလိမ့်မယ်ဒီကြားထဲမှာလည်းအလိုမကျတဲ့ကိစ္စတွေနဲ့တွေးလိုက်တာနဲ့ပူရမယ်တေးသေးချာချာမသိဘဲနဲ့နေရင်သာမျက်ကန်းတစ်စီမကြောက်ဖြစ်နေမှာ တကယ်တော့စိတ်ပူစရာကြီးတွေကြီးပဲအကုန်အဲ့ဒီစိတ်ပူနေမှုတွေဟာဘသူကြောင့်ပူတာလဲဆိုရင်ကိရိတာတွေကြောင့်ပူတယ်ဒါကြောင့်မို့မြတ်စွာဘုရားသာသနာမှာဒီမဂ္ဂင်၈ပါးဆိုဒီမှာတီလတမာတိပညာဒီ၃မျိုးသာ ဖြစ်တယ်ပေါ့တီလပရိပါဝီတော်တမာတိမဟာဘလောမဟာနိတံတော်တီလနဲ့ထုံမွမ်းထားတဲ့တမာတိဟာအစွမ်းထက်တယ်တမာတိပရိပါဝိတပညာ မဟာမာနိတန္တတမာတိနဲ့လွှမ်းခြုံထားတဲ့ပညာဟာလည်းအစွမ်းထက်တယ်။ပညာပရိပါဝိတံစိတ်တံတမာတိဝဝိမု ත් တိအာတဝေဟိလို့ဆိုတဲ့အတိုင်းပညာနဲ့လွှမ်းခြုံထားတဲ့စိတ်ကမှခုနကပူပန်သောကတွေအလုံးကလွတ်မြောက်သွားပြီးတော့ကြံ့ခိုင်တဲ့စိတ်ဓာတ်ရနိုင်တယ်။အဲဒီလိုမှပညာနဲ့လွှမ်းခြုံပြီးတော့စိတ်ရဲ့အငြိအကျေးတွေကိုတန်ရှင်းအောင်မလုံနိုင်သေးတဲ့မြတ်လူတွေရဲ့စိတ်ဓာတ်တွေဟာရင်းရိုင်နေဥမ္မာသာဖြစ်တယ် အကောင်းနဲ့တွေ့ရင်လည်းရင်းရိုင်သွားတယ်အဆိုးနဲ့တွေ့ရင်လည်းရင်းရိုင်သွားတယ်နော်ဘလောက်ပဲကြီးကျယ်တဲ့ပုဂ္ဂိုလ်ကြီးပဲဖြစ်ဖြစ်ဒီတောကဖြစ်เสียရနဲ့တုံလို့ရှိရင်မျက်ရည်တွေတဘောပေါက်ကျလာစိတ်ထက်မကြံ့ခံနိုင်ဘူးအောင်မြင်ကြီးပွားလာတဲ့အခါမှာလည်းစိတ်ထက်ကြံ့ခံမှုမရှိဘူးလောကရန်နဲ့တွေ့ဆုံလိုက်တာနဲ့တပြိုင်နက်ရင်းထိုးနေတယ်